မခွေးတိုင်းစလင်းမြို့နယ်ကံပြားရဲစခန်းကထွက်လာတဲ့ပခုတ်ကူတပ်မတရတေလောက်ခံခလာရ235ကအင်အားညဘာစစ်ကောင်စီစစ်ကြောင်းကိုဧပြီလ20ရက်နေ့မှာတိုက်ခိုက်ခဲ့တယ်လို့တောင်းညင်အောင်မျိုးပြပြောကြားတပ်ဖွဲ့စီကသိရပါဗါအဆိုပါစစ်ကြောင်းဟာတင်ကား2စီဂျမကား2စီနဲ့ဧပြီလ20ရက်မနက်9:00မှာပသိမ်မုံရွာလမ်းမကိုစစ်ကြောင်းထိုးလာခြင်းပိတ်ဆက်ရွာတရားအနီးမှာကြားပြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် တိုက်ခိုက်မှုကြာချိန်တနအိခွဲခံဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်က၄ဦးထပ်မံနေတရားရသွားတယ်လို့တောင်းညင်အောင်မျိုးပြပြောကြားတပ်ဖွဲ့ရဲ့ခေါင်းဆောင်ဘိုးတက်ဒီကပြောပါတယ်ဒီပရိမွေအလားနိုင်ထိုးလာဆိုတော့တိတ်ခေါက်တောင်ဘက်ကနေနိကျွန်တော်တို့ကပိတ်ဆယ်ပိတ်ဆယ်ရွာမြောက်ဖက်ကကျွန်တော်ဒီဓာနာမှာပေါ့နော်ကျွန်တော်တို့ကခြားဖြတ်တိုက်ခိုက်ခဲ့ရပြီ။စစ်ကောင်စီဘက်ကထိခိုက်ရေးဆုံးမှုကြီးရှိတယ်ဗျာ။ဟိုကျွန်တော်တို့ကကျွန်တော်တို့ကဝိတ်ပြီးစောင့်နေရဆိုတော့သူတို့သူတို့တွားလာရင်ကျွန်တော်တို့ကုံမြင်နေရသူတို့နားနေတဲ့အချိန်မှာကျွန်တော်တို့ကလက်နက်ကြီးနဲ့ ်လက်နက်ကြီးနဲ့ကျွန်တော်60နဲ့60မမနဲ့ပြစ်တယ်ကျွန်တော်လက်နက်ငယ်နဲ့လက်ဝိုင်းပြစ်တယ်ဒီစိတ်တွေဆုံးမှုကတော့သူတို့ဒါခုခုနောက်ပိုင်းပြရတာတော့20ရက်နေမနေ့ကပိုင်းကဖြစ်တဲ့အတိုင်းနာမှာသူ3နာရီလောက်မှလူနာတင်းရင်နဲ့လာကြိုးသွားတယ်၄ရက်ထဲမှာနည်းထိခိုက်တယ်လို့တော့သိရတယ်ကဟုတ်ဒါအပြင်ဒီနေ့ဧပြီလ22ရက်နေ့မှာတော့တင်ကားနှစီးနဲ့ဂျာမာကားတွေကိုပြန်တယ်ပြီးကံပြားရေစကန်ကိုပြန်ဆုတ်သွားတယ်လို့လည်းသူကဆက်ပြောပါတယ်အဆိုပါတိုက်ခိုက်မှုကို တောင်ကြီးနောင်မြို့ပြပြကြားတပ်ဖွဲ့မင်းမှုခရိုင်အမှန်ငါတရင်အမှန်ငါဒရုန်းတပ်ဖွဲ့မင်းမှုခရိုင်အမှတ်တတရင်အမှတ်တဒရုန်းတပ်ဖွဲ့တောင်စင်အောင် LPDF ဗမာတပ်တော် SLN LPDF မင်းမှုခရိုင်ပကဖဆလင်းမြို့နယ်ပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်နေတာလို့သိရပါဗျာ